ကဲဒီနေ့တော့ကျွန်တော်မလို့ဖြစ်တာကြာသွားတယ် TV content တပုတ်ကိုပြန်လုပ်ပေးသွားဖို့ရှိတယ် TV content ဆိုလို့ကျွန်တော်စီကအခုအစ်စ်ရောက်ထားတဲ့ FIA TV တွေအကြောင်းကြီးပဲပြောသွားမှာမဟုတ်ဘူးဘာအကြောင်းပြောမှလဲဆိုတော့ Android TV နဲ့ Google TV ဘာကွာသွားလဲဆိုတဲ့အကြောင်းကိုအဓိကထားပြီးပြောဖို့ရှိတယ်ပြီးတော့ကျွန်တော်အခုဒီမှာရထားတဲ့ FIA TV တွေကလည်း site ပေါ်မူတည်ပြီးတော့ Android ကို Google ရောထွက်ထားတယ်ဆိုတော့ဒီ TV အကြောင်းမှကျွန်တော်ထည့်ပြီးတော့ပြောပြသွားဖို့ရှိတယ် အဲ့တော့ Android TV နဲ့ Google TV ဘာကွာသွားလဲဆိုတော့ Google ကနေပြီးတော့ Smart TV တွေကို2010ခုနှစ်လောက်မှာသူတို့စပြီးတော့ထုတ်ခဲ့တယ်။ဒီ Smart TV တွေကို upgrade လုပ်လိုက်တဲ့အခါကျတော့ Android TV တွေဖြစ်သွားပြီပေါ့နော်။ဒီ Android TV တွေကိုမှထပ်ပြီးတော့ဒီ upgrade လုပ်လိုက်တဲ့အခါကျတော့ကျွန်တော် Google TV တွေဖြစ်သွားပြီ။ဆိုတော့ Google TV တွေက Android TV နဲ့ရှင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ features တွေစုံတယ်ပို့ပြီးတော့ smart လည်းကြတယ် ဆိုတော့ Android TV နဲ့ Google TV ကအဓိကဘာကွာသွားလဲဆိုတော့တို့ရဲ့ user interface ကွာသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမျက်နှာပြင်ပေါ်မှာမြင်နေရတဲ့ home screen ပေါ်မှာမြင်နေရတဲ့ user interface ကဒီ Google TV တွေမှာပို့ပြီးတော့မိုက်တယ်နောက်ပြီးတော့ဒီ Google TV တွေမှာပို့ပြီး smart ကြတဲ့ features တွေပါလာသလိုကျွန်တော် app တွေသုံးမယ်ဆိုရင်လည်းဒီ Google TV မှာ app တွေပို့ပြီးတော့စုံတယ် ဆိုတော့ကျွန်တော်ဒီ TVA ပဲပြန်လဲရမယ်ဆိုလို့ရှိရင် FR ကနေပြီးတော့ထွက်ထားတဲ့ဒီ AATV series ကစိုက်ပုံမူတည်ပြီးတော့ကျွန်တော် Android နဲ့ Google TV ဆိုပြီးတော့နှစ်မျိုးခွဲထားတယ်။ကျွန်တော်32လက်မနဲ့43လက်မဆိုရင်ကျွန်တော် Android TV အနေနဲ့ဝယ်လို့ရမယ်။နောက်ပြီးတော့လက်မ50 55လက်မ65လက်မ85လက်မဆိုရင် Google TV ဖြစ်သွားပြီ။ဆိုတော့ FR ဆိုလို့ FR နဲ့ပတ်သက်ပြီးတော့တော်တော်များများလက် TV သားဖြစ်အောင်မယ်လို့ထင်တယ်။မသိရသေးတဲ့သူတွေအတွက်ကျွန်တော်ပြန်ပြောပြပေးရမယ်ဆိုရင် Alpha Electronic ကတော့စင်ကာပူနိုင်ငံမှာတရားဝင် license ရထားတဲ့ local brand တစ်ခုပေါ့နော်။ပြီးတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်က ိုက်ညီတဲ့ electronic မျိုးစုံကိုလည်းထုတ်လုပ်ဖန်ပြူနေတဲ့ electronic brand တစ်ခုလို့လည်းပြောလို့ရတယ်။အဲ့တော့အရင်ဦးဆုံးကျွန်တော် Android TV ဘက်ကစပြောမယ်ဆိုရင်သူ့မှာ size 2မျိုးထုတ်ထားရပါတော့။ကျွန်တော်အခုနောက်မှာတင်ထားတာ53လက်မှနောက်ပြီး32လက်မှဆိုပြီးတော့2မျိုးလာမယ်။ဒီ2မျိုးကဘာကွာသွားလဲဆိုတော့အဓိကတော့ resolution ပဲကွာသွားတာပဲ။ကျွန်တော်32လက်မှမှာဆိုရင် HD resolution နဲ့လာမယ်။ဒီ53လက်မှဖြစ်သွားပြီဆိုလို့ရှိရင်သူက Full HD resolution ဖြစ်သွားပြီ။ဒီ53လက်မှမှာပုံမိုက်တဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်သူ့ရဲ့ resolution က Full HD resolution ပဲဆိုပေမဲ့ content တွေကိုကျွန်တော်ဒီပုံမှာ AI ရဲ့အက ူညီနဲ့ QHD 2K resolution ဒီတင်ပြီးတော့ကြည့်လို့ရမယ်တကယ်တော့ဒါဒီ43လက်မှာ TV တလုံးအနေနဲ့ဆိုရင် 4K ကလုံလောက်တယ်ဆိုပေမဲ့ဒီလိုမျိုး features ပိုပါလာတာတော့မိုက်တယ် ပြီးတော့ကျွန်တော် Google TV ပဲလဲရမယ်ဆိုလို့ရှိရင်ဒီ Google TV တွေအကုန်လုံးက site ကလွန်ကျန်တာအကုန်အတူတူပဲဗျာ။နောက်ပြီးတော့ဒီလက်မ90နဲ့အထက်မှာအကုန်လုံးကကျွန်တော် Ultra HD 4K resolution နဲ့ဖြစ်သွားပြီ။နောက်ပြီးတော့ဒီ TV တွေအကုန်လုံးက AED backlit ကိုသုံးတာဖြစ်တဲ့အတွက်ကျွန်တော်ပါဝါစားအရန်သက်သာတယ်။ဒီနေရာမှာကျွန်တော်နည်းနည်းလေးထပ်ပြီးရှင်းဖို့ရှိတာကသူတို့က Google TV နဲ့ Android TV အပြင်ကိုဒီ Google TV တွေမှာက feature တွေပို့ဆောင်တယ်လို့ပြောလို့ရတယ်။ဘယ်လိုမျိုး feature တွေပို့ဆောင်လာလဲဆိုတော့အဓိကနှစ်မျိုးပေါ့နော်။ဒီ AI Gaming Plus တို့မျိုး features ပါလာမယ်။နောက်ပြီးတော့ ့ 4K AI upscaler လိုမျိုး features ပါလာမယ်အဂိမူပလတ်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ DTV တွေကိုကွန်ဆိုးနဲ့ချိတ်ပြီးကစားတဲ့အခါမျိုးရှိရဗျာအဲ့ဒီအခါမှာကြာရင်ကျွန်တော်တို့ controller ကနေပြီးတော့ TV ကိုသွားတဲ့ input လက်ကိုသွားရှော့ချပေးတာမျိုးတွေ ပြီးတော့ဒီ image processing ပိုကောင်းအောင်လေနောက်ပြီးတော့ဒီ contrast တွေ detail တွေပုံမြင်အောင်လုပ်ပေးတဲ့ features တခုပေါ့နော်နောက် AI app scaler ကတော့ရှင်းတယ်သူကဘာလုပ်ပေးရလဲဆိုတော့ DTV တွေက 4K TV Ultra HD TV တွေဖြစ်သွားတဲ့အတွက်သူ့ရဲ့ resolution ကတော့ 4K ပဲဒါပေမဲ့ DTV မှာကျွန်တော်တို့ထည့်လိုက်တဲ့ content တခုက 1080p ဖြစ်နေမယ်ဆိုလို့ရှိရင် TV က AI ရဲ့အကူအညီနဲ့ content ကို app scale လုပ်ပေးတာဗျာဆိုလို့ကျွန်တော်က content ရဲ့ resolution ဆွဲတင်ပေးလိုက်တဲ့သဘောဆိုတော့ကျွန်တော်သူ့မှာထည့်ပေးလိုက်တဲ့ input က 1080p ပဲဒါပေမဲ့ DTV မှာ AI ရဲ့အကူအညီနဲ့ 4K resolution နဲ့ပြန်ပြီးကြည့်လို့ရရဆိုရဲ features ကတော့ တော်လေးကိုသဘောကျဖို့ကောင်းတယ်ဆိုတော့ရှင်းနေပြကျွန်တော်တို့လက်မှတ်90နဲ့အထက် TV တွေဝယ်သူတွေတိုင်းမှာဒီ feature တန်ခုကိုအပူရမယ်ဆိုတော့ဒီ TV တွေအကုန်လုံးမှာတူညီတဲ့ feature တွေရရှိသေးတယ်။ဘာ feature တွေလဲဆိုတော့ပထမဆုံးတစ်ခုက AI spot မှုဆိုတဲ့ features ပေါ့နော်။အဲဒီခါဟာဘယ်နေရာမှာအသုံးတရလဲဆိုတော့ကျွန်တော်တို့ motion အရမ်းများတဲ့ကားပြိုင်ပွဲတို့နောက်ပြီးဘောလုံးပွဲတို့လိုမျိုးကြီးတဲ့အခါမျိုးမှာအသုံးတရတယ်။ဆိုလိုချင်တာကဗျာသူက motion အရမ်းများတဲ့ဟာကိုသူက adjust ပြန်လုပ်ပေးမယ်။နောက်ပြီးတော့ဒီ contrast တွေ detail တွေပို့ပြီးတော့မြင်အောင် adjust လုပ်ပေးမယ်နောက်ပြီးကာလာတွေ enhancement လုပ်ပေးမယ်နောက်ပြီးအတန်ထွက်ဆိုရင်လည်းကျွန်တော်ကွင်းထဲမှာသွားပြီးတော့ကြီးရတဲ့အရာဒါတိုင်းရအောင်ဒီ crowded အတန်ကို surround sound ဖြစ်အောင်ဖန်တီးပေးမယ်နောက်ပြီး commentator ရဲ့အတန်ကိုလည်း AI ရဲ့အကူအညီနဲ့ဒီ clear voice ဖြစ်အောင်သူဖန်တီးပေးတဲ့ features တခုပေါ့နော် နောက်တစ်ခုကတော့ natural color enhancement အဟမ် color enhancement ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီ TV မှာမြင်ရတဲ့ color တွေကိုကျွန်တော်တို့အပြင်မှာမျိုးလုံးနဲ့မြင်ရတဲ့အကြောင်းတိုင်းဖြစ်အောင်သူက AI ရဲ့အကူအညီနဲ့ဖန်တီးပေးမှာဆိုတော့ဒီ feature ကိုဖွင့်သုံးမယ်ဆိုလို့ရှိရင်ဒီ TV မှာမြင်ရတဲ့အကြောင်းတွေကကျွန်တော်တို့အပြင်မှာမျိုးလုံးနဲ့မြင်ရတဲ့အကြောင်းတိုင်းသဘာဝအကြောင်းဖြစ်သွားမှာဖြစ်တဲ့အတွက် eye sketching ပို့ဖြစ်မယ်နောက်ပြီးတော့အလင်းအမှောင်ကို adjust လုပ်ပေးမှာဖြစ်တဲ့အတွက်ဒီအကြောင်းတွေတစ်ခုချင်းစီမှာကျွန်တော်တို့ details တွေပို့ပြီးတော့ပေါ်လွင်လာမယ်ဆိုတော့ဒီ features နှစ်ခုလုံးကတော့ကျွန်တော်တို့ဒီ AI ရဲ့ Bell TV ကိုပဲပို့ဝယ်ပါလာမှာ ဲ့တော့ကျွန်တော်အပြင်ပိုင်းမြင်ရတဲ့ physical appearance အကြောင်းဆက်ပြောအောင်ဒီ FR TV တွေမှာကျွန်တော်သဘောကျတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ပုံမှန် TV တော်တော်များများမှာဆိုလို့ရှိရင်ဒီ frame တွေကဗျာဒီ display ကိုအုပ်ထားတဲ့ပုံစံနဲ့တုံးတာများတယ်ဒီ FR TV တွေမှာကျတော့သူ့ရဲ့ display ကဒီ frame ပေါ်မှာကြွတ်တက်တဲ့ပုံစံထားလိုက်တဲ့အခါကျတော့ကြီးရတာကဒီ floating design ဖြစ်သွားတာပေါ့နော်ဒါကတော့အဲဒီ FR ကတော့ဒီ levitating design ဆိုပြီးတော့သူတို့နာမည်ပေးထားတယ်တကယ်လဲအဲ့လိုမျိုးတုံးပေးလိုက်တဲ့အတွက်ဒီ အပေါ်ကဒီဘောင်တွေဒီဘေးဘက်ဘောင်တွေကအရန်ပါသွားရပေါ့နော်ဒါဘာရမဟုတ်ဘူးเนาะဒီဒီဇိုင်းပိုင်းအပြောင်းလဲလေးတစ်ခုဟာကျွန်တော်တို့ကြည့်ရတဲ့ experience ပိုင်းမှာအများကြီးတွက်ကောင်းနေရမျိုးပေါ့နော်ပြီးတော့ဒီ TV တွေရဲ့နောက်ဘက်ကအုံကလည်းတော်တော်လေးကိုပါတယ် တော်တော်လေးကိုပါသွားတာဘယ်နဲ့မှပိုကောင်းလဲဆိုတော့ကျွန်တော် TV ကိုနေရန်ကက်ပြီးသုံးတဲ့အခါမျိုးကြီးရှိလိမ့်မယ်ဗျာအဲ့လိုမျိုးသုံးမယ်ဆိုလို့ရှိရင် TV ကနေရန်အပြင်အဝေးရောက်နေပြီးတော့နေရန်ပေါ်မှာအရင်ကြွတ်တက်နေပြီးတော့ကြည်ရတာရုပ်ပြဆင်ပြမဖြစ်နေတော့ဘူးအဲ့ဒီအပြင်မှာဒီ TV တွေက Smart TV ကို upgrade လုပ်ထားတဲ့ version တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ Apple ရဲ့ app လေးကိုလည်း support လုပ်ပေးထားတယ်ဆိုတော့ Apple Apple Home နဲ့တွဲသုံးမယ်ဆိုရင်လည်း AC သုံးလို့ရရပြဆိုလိုချင်တာကကျွန်တော်အိမ်မှာ Smart Home အနေနဲ့သုံးမယ်ဆိုလို့ရှိရင် Smart Hub G တခုခံစားစရာမလိုတော့ဘူးကိုယ့်ရဲ့ဖုန်းကနေပြီးတော့ဒါရ Apple Home ကနေပြီးတော့ control လုပ်လို့ရတယ်နောက် ပြီးတော့ဒီ TV တွေအကုန်လုံးမှာ Chromecast ပေးရင်ပါလာတဲ့အတွက် Android ဖုန်းတစ်လုံးကင်ထားရတဲ့သူဆိုရင်လည်းကိုယ့်ရဲ့ဖုန်းမှာကြည့်နေတဲ့ကွန်တန် TV မှာတင်ပြီးကြည့်ရတာအရန်တွေ့တယ် အဓိကတော့ကျွန်တော်တောက်လျှောက်ပြောလာခဲ့တဲ့ features ရဲ့အကုန်လုံးက AI ရဲ့အကူအညီကြောင့်ဒီလောက်အများကြီးမိုက်လာတာပေါ့နော်ခေတ်ပြောင်းလဲလာတဲ့အများကျွန်တော်တို့ AI တွေရဲ့အဲဝင်ရောက်လွမ်းမိုးမှုက TV မှာပါအများကြီးရှိလာတာကိုကျွန်တော်သတိထားမိတယ်။အဲကျွန်တော်ခုနကပြောသွားခဲ့တဲ့ဒီ AI app scaling လိုမျိုး feature တွေနောက်ပြီးတော့ AI gaming plus လိုမျိုး feature တွေ AI sport mode လိုမျိုး feature တွေအကုန်လုံးက AI ရဲ့အကူအညီကိုအများကြီးရယူထားတာကိုတွေ့ရတယ်။ဒီ AI ရဲ့အကူအညီရဲ့အကြောင်းပဲကျွန်တော်တို့သုံးရတဲ့ feature တွေကပို့ပြီးတော့送သွားတယ်လို့ပို့ပြီးတော့လည်းမိုက်သွားတယ်။ အော်ကျွန်တော်ဒီ TV နဲ့ပတ်သက်ပြီးတော့ audio အကြောင်းပြောဖို့ကြံသေးရတယ်။သူ့မှာ32လက်မှတ်မှာ AW speaker နှလုံးသုံးမိထားတာကလွဲ့ရင်ဒီ43လက်မှတ်အစားပြီးတော့ကျန်တဲ့ TV တွေအကုန်လုံးမှာ 10W speaker တွေဆိုသုံးပေးထားတယ်။နောက်ပြီးတော့ဒီ TV တွေအကုန်လုံးမှာ Dolby audio လည်း support လုပ်ပေးထားတယ်။အဲဒီနေရာမှာ Dolby audio နဲ့ပတ်သက်ပြီးကျွန်တော်လမ်းကြုံလုံးနည်းပြောပြပေးရမယ်ဆိုရင်သူကဘာလုပ်ပေးရလဲဆိုတော့ TV ကထွက်လာတဲ့အတန်တွေကိုပို့ပြီးတော့ clarity ကောင်းအောင်ကြည်လင်ပြတ်သားအောင်ပြုလုပ်ပေးတယ်။နောက်ပြီးတော့ကျွန်တော်အတန်အတိုးကျယ်မညီတဲ့ဟာတွေကိုပါသူက auto adjust လုပ်ပေးရဆိုတော့ကျွန်တော် channel တစ်ခုပြောင်းလိုက်လို့နောက် channel ကအတန်အရင်ကျယ် င်နေဆိုရင်လည်းသူက auto adjust လုပ်ပေးရဲ့ features ကပါလာတယ်ဆိုတဲ့သဘောပြီးတော့ဒီ TV မှာသုံးပေးထားတဲ့ remote တွေဆိုရင်လည်းကျွန်တော် bluetooth version ဖြစ်သွားပြီနောက်ပြီးတော့ voice command နဲ့အကုန်လုံးသုံးလို့ရမယ်အဲ့အပြင်မှာကျွန်တော်ကြည့်ရတဲ့လို့ဆိုရင်ဒီ TV မှာပါလာတဲ့ remote interface တွေကလည်းတော်တော်လေးရိုးရိုးရှင်းရှင်းပဲဗျာကျွန်တော် shortcut တွေကလည်းတော်တော်စုံအောင်ထည့်ပေးထားတွေ့ရတယ်ဆိုတော့လူကြီးပါညာသုံးဖို့အတွက်လည်းအဆင်ပြေတယ်ဆိုတော့ FR DTV တွေကိုလောလောဆယ်ဈေးကွက်ထဲမှာရောင်းပေးနေပြီလို့သိရတယ်။ဈေးနှုန်းတွေကိုတော့ကျွန်တော်အဲ comment မှာရေးပေးသွားဖို့ရှိတယ်။နောက်ပြီးတော့ FR က surprise အနေနဲ့ April 6ရက်နေ့ကြာရင်ဒီ TV တွေကိုမတင်မထားတဲ့ short scene နဲ့သူတို့ရဲ့ Facebook စာမျက်နှာမှာရောင်းပေးသွားဖို့ရှိတယ်လို့သိရတယ်။ဆိုတော့ကိုက TV ဝယ်ဖို့အစီအစဉ်ရှိနေတယ်ဆိုလို့ရှိရင် FI ရဲ့ Facebook စာမျက်နှာကိုစောင့်ကြည့်နေဖို့လည်းလိုလိမ့်မယ်ဗျ။ပြီးတော့ live stream မှာဝယ်မဲ့သူတွေအတွက် echo လာတလုံးမဲဖောက်ပေးသွားမယ့်အပြင်မှာ live stream ကိုကြည့်ရတဲ့သူတွေအတွက်လည်း32လက်မှတ် TV Alpha Smartwatch နဲ့ဖုန်းပေတွေမှာဖောက်ပေးတော့ဖို့ရှိရလို့လည်းသိရပါဗျ။ Okay ဆိုတော့ဒီနေ့ဗီဒီယိုက Android TV နဲ့ Google TV ဘာကွာလဲအကြောင်းပြောရင်းနဲ့ပဲအပြည့်ဒီ Alpha ရဲ့အသွထထားတဲ့ TV တွေအကြောင်းမှကျွန်တော်ထည့်ပြီးပြောပြလိုက်တာပေါ့နော်။တကယ်လို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တာရှိရဆိုရင်လည်း comment မှာမေးသွားလို့ရတယ်။ပြီးတော့ Alpha Electronic ရဲ့ Facebook စာမျက်နှာမှာလည်းတွားရောက်မေးမြန်းဆုံသွားလို့ရပါတယ်။ Facebook စာမျက်နှာလင့်ကိုလည်းကျွန်တော် comment မှာချပေးထားပါမယ်ဗျ။